မင်္ဂလာပါဒီနေ့တော့သခိုင်းမင်းကွန်လမ်းမကစစ်ကောင်မရှင်တက်စစ်ကြောင်းကိုတိုက်ခိုက်ဗိုလ်ကြီးတဦးပါဝင်၅ဦးတေဆုံးပြီးလက်နက်ခဲယံသိမ်းဆီးရမိတဲ့တဲ့တရုတ်ဂျာဝင်မှုနဲ့ MNDAA ကအာနာသိန်းတပ်ဖွဲ့ဝင်စစ်တုံမှန်ဗိုလ်မှူး၃ဦးအပါအဝင်40ကျော်ကိုပြန်လွှတ်ပေးတဲ့တဲ့နိုင်ရီကန်ဗျူဟာကုန်းကိုအပိတက်ရရှိဖို့စူးစမ်းနေပြီးပန်းတော်မျိုးတွေကစခန်းတစ်ခုကိုလည်းတိမ့်ပိုက်ရရှိကြောင်း AAG ညာတဲ့တဲ့စတဲ့တဲ့တွေအပါအဝင် Federal FIA ဒီနေ့အော်တိုဘာလ16ရက်အတွက်နိုင်စဉ်တဲ့တွေကိုတင်ဆက်ပေးပါမယ်။ နောက်ပိုင်းမှာတော့နိုင်ငံတကာသတင်းတွေကိုကြားကြရမှာပါစကိုင်းတိုင်းစကိုင်းမင်းကွန်းလမ်းပိုင်းမှာအင်အား20ခန်းနဲ့စစ်ကြောင်းလှုပ်ရှားနေတဲ့စစ်ကောင်စီတပ်ကို Unicorn ပျောက်ကြားတပ်ဖွဲ့ UGF ကတိုက်ခိုက်ခဲ့ရာဗိုလ်ကြီးတူပါဝင်စစ်ကောင်စီတပ်သား5ဦးသေဆုံးခဲ့ပြီးလက်နက်ခဲယမ်းအချို့ကိုတင်းစီရမိခဲ့တယ်လို့ UGF တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်အဲ့ဒီအင်အား20ခန်းပါစစ်ကောင်စီစစ်ကြောင်းက သတင်းကြိုလက်ပညာမတိုင်ခင်ကတည်းကလှုပ်ရှားနေခဲ့တာလို့သိရပြီးအော်တိုဘာလ23ရက်နေ့မှာစကိုင်းမင်းကွန်လမ်းပိုင်းကပေါက်တော့ကြေးရွာကပြည်သူတွေကိုဖမ်းဆီးစစ်ဆေးပြီးနောက်စစ်ကြောင်းထွက်လာချိန်မှာ UGF တပ်ဖွဲ့ကတိုက်ခိုက်ခဲ့တာလို့သိရပါတယ်တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းစစ်ကော်မရှင်တပ်သား15ဦးခန့်လည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစစ်ကော်မရှင်တပ်ဘက်ကတပ်ဆုတ်ခွာခဲ့က စကိုင်းမင်းကွန်လမ်းပိုင်းပေါ်ရှိကြေးရွာကပြည်သူတွေရဲ့ကားဆိုင်ကယ်တွေကိုလူယူပြေးသွားခဲ့တယ်လို့လည်းသိရပါတယ် ိုက်ပွဲဖြစ်ပွားပြီးနောက် UGS တပ်ဖွဲ့ကစစ်ကောင်မရှင်တပ်ရဲ့ MA1 တနက်ငယ်၄လက် MA3 တနက်ငယ်၃လက် MA5 တနက်ငယ်၁လက်၆လုံးမျိုးပစ္စတိုတလက်အီနာကတလုံးနဲ့ icon တစ်ခုသိမ်းဆည်းရမိခဲ့တယ်လို့ UGS တပ်ဖွဲ့ကအတည်ပြုထုတ်ပြန်ထားပါတယ်။ဒါအပြင်တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း UGF တပ်ဖွဲ့မှရဲဘော်တဦးလည်းကြာဆုံးသွားခဲ့ရတယ်လို့လည်းသိရပါတယ်။30နှစ်ခုစစ်စီရေးအတွင်းကိုကန်တပ်ဖွဲ့ MNDA ကဖမ်းဆီးရမိထားတဲ့ အာနာသိန်းစစ်တပ်တပ်ဖွဲ့ဝင်၃မှန်းတွေက40ကျော်ကိုအော်တိုဘာလ15ရက်နေ့မှာထပ်မံလွှတ်ပေးခဲ့တယ်လို့သတင်းရင်းမြစ်တွေကစုံစမ်းသိရှိရပါတယ်။ဒီတစ်ခါပြန်လွှတ်ပေးခဲ့တဲ့စစ်တုံမှန်းတွေထဲမှာအာနာသိန်းစစ်သား39ဦးနဲ့ရဲတပ်ဖွဲ့ဝင်6ဦးပါဝင်တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။၁၀နှစ်ကိုစစ်စင်ရေးအတွင်းလာရှိုးမျိုးကိုညီနောင်မဟာမိတ်တပ်များကတင်ပိုက်နိုင်ခဲ့တော်လေ။တရုတ်ရဲ့ဂျားဝင်မှုနဲ့မြို့ပေါ်စနစ်ရက်ကွက်နဲ့လေရင်ဝင်းကိုပြန်ပေးခဲ့ရတာဖြစ်ပါတယ်။ မျိုးရင်းစနစ်ရက်ကွက်ကိုအာနာသိန်းတက်ကထိန်းချုပ်ထားပေမဲ့တရားဥပဒေစိုးမိုးရေးကိုမဆောင်ရွက်နိုင်တာကြောင့်ခိုးဆိုးလူရဲမှုတွေထိန်းသိမ်းမရအောင်များပြားနေတယ်လို့လည်းသတင်းရင်းမြစ်ကပြောပါတယ်။ပဲခူးတိုင်းပန်းတော်မြို့နယ်ရှိအာနာသိန်းစစ်တပ်ရဲ့ပွိုင်ကုန်းစခန်းတစ်ခုကိုတိမ့်ပိုက်ရရှိခဲ့ပြီးနိုင်ရကန်တောင်ဘူဝကုန်းစခန်းကိုလည်းအပိသက်တိမ့်ပိုက်ရရှိဖို့ကြိုးစားနေကြောင်းရခိုင်တပ်တော် AA ကသတင်းထုတ်ပြန်လာပါတယ်။ပန်းတော်မြို့နယ်ပကံခွေကြီးရွာတောင်ဘက်မှာရှိတဲ့ အာနာသိန်းစစ်တပ်ရဲ့ point 666စခန်းကုန်းကို အော်တိုဘာလ14ရက်နေ့မှာတင်ပတ်ရရှိခဲ့တယ်လို့ AA ကဆိုထားပြီး point 666စခန်းကနေအာနာသိန်းစစ်တပ်ရဲ့အလောင်းအချို့လက်နက်ခဲယမ်းနဲ့စစ်သုံးဆောင်ပစ္စည်းအချို့ကိုတင်စီရရှိခဲ့တယ်လို့ AA စစ်တီအချို့လည်းကြာဆုံးခဲ့ရကြောင်းထုတ်ပြန်ချက်အရသိရပါဗယ်အလားတူမကွေးတိုင်းငဖဲမြို့နယ်အတွင်းကကဘာလုံးစခန်းကိုနိုင်ရံဗျူဟာကုန်းကိုအပိသက်တင်ပတ်ရရှိဖို့အတွက် လက်ကျန်နေရာအချို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီးကစင်ကလျားထွက်ပြေးနေကြတဲ့အာနာသိန်းစစ်တပ်နဲ့လည်းနေရာအချို့မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ဆိုထားပါတယ်။ရှမ်းဂရီနီနယ်စပ်ဖဲကုံမြို့နယ်ဘောရန်ကြီးရွာကိုစစ်ကောင်မရှင်တပ်နဲ့ပအုပ်ပြည်သူစစ် PNO တို့ကဝင်ရောက်မီးရှို့ခဲ့တာကြောင့်ကြီးရွာကနေထွက်ပြေးတိမ်းရှောင်လာတဲ့ပြည်သူတွေကိုတွားရောက်ကူညီရွှေ့ပြောင်းပေးခဲ့တယ်လို့ဂျော့ဖော်ကရရဲ့တာဝန်ခံကိုဆိုင်က Federal FM ကိုပြောပါတယ်။ ဗောရံကြီးရွာအတွင်းအပေါ်ရွာနဲ့အောက်ရွာကိုအော်တိုဘာလ23ရက်နေ့တုန်းကစစ်ကောင်မရှင်တက်တဲ့ပိုးပြည်သူစစ် PNL တို့ကတရက်ထဲဝင်ရောက်မီးရှို့ခဲ့ကြတာဖြစ်တယ်လို့ခြေတန်းရောက်နေတဲ့ Greeny Tollain တပ်ပေါင်းစုတွေကစစ်မြေပြင်တည်င်းအရင်မြစ်တအူးရဲ့ပြောဆိုချက်အရသိရပါတယ်။ဗောရံကြီးရွာကနေထွက်ပြေးတိမ်းရှောင်လာတဲ့ပြည်သူတွေရှိပေမဲ့ကြေးရွာအတွင်းကြံရှိနေတဲ့ပြည်သူတချို့လည်းရှိနေသေးတယ်လို့သိရပါတယ်။ကြေးရွာမီးရှို့ခံရပြီးနောက်ပြီးခဲ့တဲ့အော်တိုဘာလ14ရက်နေ့မှာတော်လိုင်းတပ်ပေါင်းစုတွေက ဘောရံကြီးရွာကိုနေမီရှင်းလင်းရေးဝေတဲ့အချိန်မှာတော့ကြီးရွာအတွင်းဖျားเจ้าအပါဝင်နေအိမ်30ခန့်ပျက်စီးသွားတယ်လို့လည်းသိရပါဗျ။ဝန်ပြည်နယ်ရေးမြို့နယ်မြောက်ပိုင်းကိုစစ်ကောင်စီတပ်ကအင်အားတရာဝန်းကျင်လောက်နဲ့စစ်ကြောင်းထိုးလာခဲ့ပြီးတော်လိုင်းရင်တပေါင်းစုတွေက၃ရက်ဆက်တိုက်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်ဘက်ကဘူကြီးတအူးပါဝင်12ဦးသေဆုံးခဲ့ပြီး9ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဝန်ပြည်တော်လိုင်းရင်တပ် MSRF ကသတင်းထုတ်ပြန်ထားပါတယ်။ ထိတွေ့တိုက်ပွဲ၃ရက်အတွင်းအောက်တိုဘာ၁၀ရက်နေ့မှာတော်လှန်ရေးပူးပေါင်းတပ်တွေကစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ကိုရေးမြို့နယ်ကနင်ကမော့ရွာနယ်အောင်သာယာရွာမှာတိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်ဘက်ကတပ်ချက်ကြီးတဦးနဲ့တပ်သား၂ဦးသေဆုံးခဲ့ပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အောက်တိုဘာလ၁၇ရက်မှာတော့အောင်တပီရွာဖုန်ကြီးကျောင်းအနီးမှာစစ်ကောင်စီတပ်ကိုတော်လှန်ရေးတပ်ဖွဲ့တွေကနေဒရုန်းပါဝင်၄၀မမဘုံးသီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်ရှင်တပ်သားတဦးတေဆုံးခဲ့ပြီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းဆိုပါတယ်။အော်တိုဘာလ12ရက်နနက်7:00နာရီခွဲဝန်းကျင်လောက်မှာတော့ဘေးလမိုင်းကြီးရွာကနေဧကဘာရွာဘက်ကိုစစ်ကောင်ရှင်တပ်ကစစ်ကြောင်းဆက်လက်ထိုးခဲ့ရာတော်လရင်ပူပေါင်းတပ်တွေနဲ့ထိတွေ့တိုက်ပွဲမိနစ်30ကြာဖြစ်ပွားခဲ့တာဖြစ်ပြီးစစ်ကောင်ရှင်တပ်သားဗိုလ်ကြီးတဦးအပါအဝင်10ဦးတေဆုံးခဲ့ပြီး9ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ရေးမြို့နယ်မြောက်ပိုင်းမှာရှိတဲ့ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ထိုးစစ်ဆင်မှုတွေရှိနေတာကြောင့်စစ်ကြောင်းတရင်အခြေအနေတွေကိုနားဆွင့်ပြီးသတိထားသွားလာကြဖို့ကိုလည်း MSRF ရဲ့ပြောရေးဆိုခွင့်ရှိသူဝီဒလညံကဆိုထားပါဗျ။အခုဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။2021ခုနှစ်အာဏာသိမ်းမှုနောက်ဆက်တွဲအချိန်ဟုံပြင်းပြင်းထန်ထန်ဖြစ်ပွားနေတဲ့ပြည်တွင်းစစ်ကြောင်းစစ်တပ်ကြောထောက်နောက်ခံပြုအစိုးရအနေနဲ့လာမယ့်အထွေထွေရွေးကောက်ပွဲကိုတနိုင်ငံလုံးအတိုင်းအတာကျင်းပနိုင်မှာမဟုတ်ဘူးလို့ ာနာသိမ့်မြမစစ်အစိုးရအကြီးအကဲကဗိုလ်ထူးနေကပြောပါတယ်ဝေဖန်သူတွေနဲ့အနောက်နိုင်ငံတွေကအာနာသိမ့်ပြီးနောက်ပိုင်းပထမဆုံးကျင်းပမဲ့ဒီဇင်ဘာလနောက်ပိုင်းမှာစတင်မဲ့ရွေးကောက်ပွဲကိုကိုစားပြု နိုင်ငံရေးပါတီတွေကနေတဆင့်စစ်တပ်ရဲ့အုပ်ချုပ်မှုကိုတရားဝင်ဖို့လုပ်နေတဲ့အတူရောင်လုပ်ရအဖြစ်မြင်ကြပြီးတော့စစ်အစိုးရစန့်ကျင်ရေးပါတီတွေကိုတော့ရွေးကောက်ပွဲပိတ်ပင်တာနဲ့ပါတီတွေကိုယ်တိုင်ကပါဝင်ဖို့ညှင်းဆုပ်ထားတာတွေရှိပါတယ်စစ်တပ်ကရွေးကောက်ခံအရက်သားအစိုးရကိုဖြုတ်ချပြီးတဲ့နောက် စစ်တပ်ထိန်းချုပ်မှုနယ်မြေအများပြားကိုသိမ်းယူခဲ့တဲ့နိုင်ငံအနှံ့လက်နက်ကင်ပုံကံမှုဖြစ်ပေါ်စေတာကြောင့်အရှိတောင်အာရှကမြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်နေပါတယ်။မင်းအောင်လိုင်ကမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးနဲ့တွေ့ဆုံပြီးရပ်ပိုင်းအကြာကရွေးကောက်ပွဲကလုံးဝအကျုံးဝင်တာမျိုးမဖြစ်နိုင်ဘူးလို့ပထမဆုံးအကြိမ်ပြည်သူကိုဝန်ခံခဲ့တာဖြစ်ပြီးတော့အစိုးရအသစ်ဖွဲ့ပြီးတဲ့နောက်အချို့သောဒေသတွေမှာကြားဖြတ်ရွေးကောက်ပွဲတွေပြုလုပ်သွားမယ်လို့လည်း နေပြည်တော်ရုတ်တံကထုတ်လွှင့်ခဲ့တဲ့မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ဒီသတင်းကိုရိုက်တာသတင်းဌာနကကူးကားပြီးတော့ဖော်ပြထားတာပါ။ဆေးဝါးကုမ္ပဏီကြီးဖြစ်တဲ့ Johnson Johnson ကကြောက်ကွန်းနဲ့ညဉ့်ဉန်းအမှုန်တွေပါတဲ့ကလေးပေါင်တာတွေကိုတိလျက်နဲ့ဖြန့်ဖြူးရောင်းချနေတဲ့ဆိုတဲ့စွပ်စွဲချက်နဲ့လူပေါင်း3000ကျော်ကကုမ္ပဏီကို တရားစွဲထားပြီးတိတ်ပန်နေကြအစီရင်ခံစာတွေနဲ့အတွင်းရေးမှတ်စုတွေကိုတင်သွင်းထားတယ်လို့သိရပါတယ်။ Johnson Johnson ကုမ္ပဏီက ကင်ဆာဖြစ်စေတဲ့ပေါင်နာမုန့်တွေကိုတိလျက်နဲ့ဖြန့်ဖြူးနေပြီးဘူးကုန်ပေါ်မှာသတိပေးချက်တစုံတရာမထည့်တဲ့အပြင်ဈေးကွက်ထဲမှာအရှိန်မြင့်ပြီးအယောင်မြင့်တင်ရေးတွေလှုပ်ဆောင်နေတယ်လို့တရားစွဲသူတွေက တင်ပြထားပြီးဂျွန်ဆန်ဂျွန်ဆန်ကုမ္ပဏီဘက်ကတော့ဆွတ်ဆွဲမှုတွေကိုညှင်းဆိုထားပါတယ် UK မှာ2023ခုနှစ်ကတည်းကတက်လို့ခေါ်တဲ့တတ်ထုပါတဲ့ကလေးပေါင်နာရောင်းချမှုကိုတားမြစ်ထားပြီးဂျွန်ဆန်ဂျွန်ဆန်ကုမ္ပဏီရဲ့ကလေးပေါင်နာတွေမှာတော့1960အစောပိုင်းကတည်းက ကင်ဆာဖြစ်စေတဲ့ကြောက်ကုန်းမုံတွေပါတာကိုတွေ့ရတယ်လို့တရားစွဲသူတွေကထောက်ပြထားပါတယ်။ဒီသတင်းကိုတော့ BBC World သတင်းဌာနကကူးကားပြီးတော့ဖော်ပြထားတာပါ။ဒီနေ့အော်တိုဘလာ16ရက် Federal FN ရဲ့နိုင်စဉ်သတင်းနဲ့နိုင်ငံတကာသတင်းတွေကိုကြားခဲ့ရတာပါ။ကျွန်တော်သုံးပါပါခင်ဗျာ။